လက်ဗရန်မြို့မှာပိတ်ဆို့ခံထားတဲ့ဒီမိုကရေစီပညာရေးတပိတ်စစ်ကြောင်းရန်ကုန်မြို့ကိုမဝင်ရောက်ဖို့ရန်ကုန်တိုင်းဒေသကြီးတန်ကနာယာကအဖွဲ့ဂိုင်းပေါင်းစုံကမြစ်တာရက်ခံခဲ့တဲ့တဲ့င်းကိုတော့ညံကြီးကပြပို့ထားပါရရှင်လက်ဗရန်မြို့ကျုံကလေးတာစုံနောက်ဖက်မှာလုံလုံကြီးရက်တက်ရင်းတွေရဲ့ပိတ်ဆို့မှုကိုခံထားရတဲ့ဒီမိုကရေစီပညာရေးပင်မတပိတ်စစ်ကြောင်းကိုရန်ကုန်တိုင်းဒေသကြီးဂိုင်းပေါင်းစုံတန်ကနာယာကအဖွဲ့ကဆရာတော်တွေလက်မှတ်ရေးထိုးမြစ်တာရက်ခံခဲ့တဲ့စာကို မလ၄ရက်နေ့ညပိုင်းကပေးပို့ဖတ်ပြခဲ့ပါတယ်ဒီကနေ့မဟုတ်ဘူးသူရဲ့ငုံတာများမရှိသေးဘူးအဲ့ဒါကြောင့်မျိုးလို့ဝေရံကြိုးပမ်းမှုမရှိသေးဘူးမိမိတို့ရဲ့မိဘကျေကွယ်လို့ပြန်လဲ ဝိညာဉ်ခေါ်လို့ရှိဖြစ်ပေါ်ပေါ်ထွက်လာပြီးဆန္ဒကောင်းတဲ့အားစောင့်ကြည့်ကြပါစောင့်ကြည့်သိထားလေးလေးနဲ့ညက်တဲ့ခါပါလိဒီမေတ္တာရက်ခံခြင်းနဲ့ပတ်သက်ပြီးတပိမောက်ចောင်းသားတွေရဲ့ရှောက်ထားချက်ကိုဘာကတာများအဖွဲ့ချုပ်ကအခုလိုပြန်လည်ပြောပြခဲ့ပါတယ်မိဘပြည်သူတွေစိုးရိမ်နေတဲ့ဆာမိုးဝဲတွေကိုရှောင်နိုင်အောင် တန်ဃာတော်တွေစိုးရိမ်နေတဲ့ဆာမူဝဲတွေရှောင်းနိုင်အောင်လို့ကျွန်တော်တို့အကောင်းဆုံးဖြစ်မဲ့နီလန်းကိုစဉ်းစားခဲ့တယ်အဲ့လိုစဉ်းစားခဲ့တဲ့အခါမှာရန်ကုန်ရတူတူနဲ့ရောက်ရှိရေးဆိုပြီးတော့ဒါကျွန်တော်တို့စဉ်းစားခဲ့တာပေါ့အဲ့ဒီအတွက်ဒီရနေပြီးတော့လေဗရန်ကနေတာယာဝီကိုသွားမယ်တာယာဝီကနေမှကားစီးသွားမယ်ဆိုတဲ့အကြောင်းတွေကိုတော့ဆရာတော်တွေကတော့ပြန်လျှောက်ပြောတယ်အဲ့ဒါကလည်းအဲ့လိုအလျှော်ပေးလိုက်ရခြင်းသည်အစိုးရကိုလျှော်ပေးတာမဟုတ်ဘူးပြည်သူရဲ့ခြေသူတန်ဃာရဲ့ခြေစူးကိုစက်ခွင့်ရတယ်ဆိုပြီးတော့ မကတာအနေနဲ့တော့ချေ short ပေးလိုက်တာဖြစ်တယ်ဒါပေမဲ့ဒီဘက်မှာရှိတဲ့နယ်လုံးဝင်ကြီးတွေကဒါကိုခွင့်မပြုခဲ့ဘူးသဘောမတူခဲ့ဘူးအဲ့လိုခွင့်မပြုသဘောမတူဘဲနဲ့ကျွန်တော်တို့စတင်ခြိတားလိုက်တဲ့အချိန်မှာဒီလိုပိတ်ဆို့မှုတွေဖြစ်ခဲ့တာလို့ဒါဆရာတော်တွေကိုကျွန်တော်တို့ကပြန်ပြီးရှောက်ထားပါတယ်ကျမတို့ရဲ့ဒါဒီမိုင်းမောင်တို့တန်ခါနိုင်ကအဖွဲ့ပြည်သာရက်ခံချက်ထွက်လာပြီးပါပဲ။ပင်မသပိတ်စစ်ကြောင်းကိုစောင့်ရှောက်လိုက်ပါလာတဲ့တန်ခါတော်တွေဘက်ကစိုးရိမ်ပူပန်တာတွေရှိလာပါတယ်။ ရခံချက်ကိုတော့ကြိုးဆိုတယ်၂000ကျူဝါရောင်ဒေါ်လာရေးတုန်းကလို့တန်ဃာတော်များအနေနဲ့မေတ္တာရခံချက်အသီးသီးပြုလုပ်ပြီးကျူဝါရောင်ဒေါ်လာရေးသဝိစေချောင်းကိုပြစ်ခတ်နှိမ်နှင်းခြင်းတန်ဃာတော်များရိုင်းနှက်ခြင်းကျောင်းကံများကိုဖျက်ဆီးခြင်းတွေ့ခဲ့ဘူးတယ်အခုလည်းကျောင်းသားသဝိစေချောင်းကိုကျူဝါရောင်ဒေါ်လာရေးတုန်းကလို့ပြစ်ခတ်နှိမ်နှင်းမှာ ရိုက်နဲ့ဖမ်းဆီးမှအတင်းအဓမ္မထောင်ချမှဆိုတဲ့စိတ်တွေကတော့ဦးဇင်းတို့အနေနဲ့တွေးပြီးတော့တုံ့လုံမိတယ်ရန်ကုန်မြို့ကိုဥတီပြီးခီးမိုင်လေးရနီးပါးချီတက်လာခဲ့ကြတဲ့ဒီမိုကရေစီပညာရေးပင်မတပိတ်စစ်တောင်းကိုတာရီမြို့ကိုဆက်လက်မသွားနိုင်မှုအတွက်လုံခြုံရေးရက်တက်ရင်းတွေကအင်အားလုံးရင်းနဲ့လက်ပံမြို့ဝင်မှာပိတ်ဆို့ထားခဲ့တာဒီကနေ့ဆိုရင်၃ရက်တင်းတင်းပြည့်ပြီဖြစ်ပါတယ်ကျွန်တော်ညာကြီးလက်ပံမြို့ကနေသတင်းပေးပို့ထားတာပါ